မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့နီပေါ်နိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာမော်ဒတ်ကူမာနီပေါ်နဲ့အဖွဲ့ဟာဒီကနေ့မနက်9နာရီကပကံရှိအောင်ယဉ်ကျေးမှုနယ်မြေရှိထီလိုမင်းလိုဖျားအားဖူးမြော်ပြီးရွှေပညာကောလိပ်ပကံသို့သွားရောက်လည်လာပါတယ်။နီပေါ်နိုင်ငံဝန်ကြီးချုပ်ဟောင်းနဲ့စနီတော်ဟာပကံရှိအောင်ယဉ်ကျေးမှုနယ်မြေရှိထီလိုမင်းလိုဖျားကြီးသို့ရောက်ရှိကြကဖျားကြီးအားဆင်မီပန်းရီချန်ကတ်လူပူဇော်ကြပါတယ်။ အဒီနောက်ထီလိုမင်းလိုဖျားဘနာတော်ရင် ကောပကဖွဲကဒီပုံဝင်ကြီးကျောင်းဟောင်းနဲ့စနီတော်အားဖျားပုံတော်လက်ဆောင်ပေးအပ်ပါတယ်။အဒီနောက်ဖျားကြီးတမိုင်းကျောင်းနဲ့ဖျားကြီးမိုးကုံနေရန်စီပကြီးညာရေးဆွဲထရှိမှုဖျားကြီးတိဆောက်ပုံဘီတုကလက်ရံတိသက်ကောင်းမှုမှုတို့အားရှီဟောင်းသူတေသနာနဲ့အမျိုးသားပြတဲ့ဦးစီးဌာနပကံဌာနခွဲမှလက်ထောက်ညွှန်ကြားရေးမှုဒေါက်တာဣရွှေစင်မြင့်ကရှင်းလင်းပြသပါတယ်။ ဆက်လက်ပြီးပကံမျိုးဟောင်းရှိရွံပညာကောလိပ်ပကံတို့ရောက်ရှိကြပြီးရွံနီးစဉ်ခမ်းမအတွင်ရွံပညာကောလိပ်ចောင်းသားចောင်းသူများရွံတဲ့ပြုလုပ်ပုံအစဉ်စဉ်ပြုလုပ်နေမှုလို့အားကြီးစုလေးလာကြရာရွံပညာကောလိပ်ပကံចောင်းအောင်ဆရာမကြီးဒေါ်နီလာမြင့်ကရွံလုပ်ငန်းအစဉ်စဉ်ပြုလုပ်ပုံရှိခိညမများရွံတဲ့စတင်အသုံးပြုခဲ့ပုံတို့အားရှင်းလင်းပြသပါတယ် ဆက်လက်ပြီးနေပေါ်ဝင်ကြီးချုပ်ဟောင်းနှင့်အဖွဲ့ဟာရွံ့ပြတိုက်ရှိအထူးပြကန်နိုင်ငံတကာရွံ့ပစ္စည်းပြကန်ရွံ့တယ်ပြုလုပ်ပုံအစဉ်စဉ်ပြကန်လူမှုရေးသုံးဆောင်ရွံ့ပစ္စည်းပြကန်ရှိ KSS ရှီဟောင်းရွံ့တယ်ပြသထားရှိမှုတို့အားလေ့လာကြပြီးရွံ့မြညာကောလိပ်ပကင်အကြောင်းသားကျောင်းသူများလက်တွေ့ရွံ့တယ်ပစ္စည်းအမျိုးမျိုးပြုလုပ်ပြီးရောင်းချနေတဲ့ရွံ့လက်မှုပစ္စည်းရောင်းစိန်အားကြည့်ရှုလေ့လာကြပါတယ်။ ဆက်လက်ပြီးဥပညင်ယွန်ပစ္စည်းအယောင်ဆိုင်တို့ကြည့်ရှုလေ့လာခဲ့ပါတယ်အရင်နောက်ဒီဘောဝင်ကြီးကျောင်းနဲ့ဖွဲအား ၄ချိန်နာနေဆောင်ခမမညောင်ခိန်စီမောင်းအချုပ်ရဖွဲ့ဥက္ကဋ္ဌဦးကျော်မင်းညိုကပကံရှိဟောင်းရင်ကြီးမှုနေမြေတွင်လေလာခဲ့တဲ့နှစ်ရက်တာတွင်တပ်ပုံနှင့်ဗီဒီယိုမှတ်တမ်းဗီဒီယိုဖိုင်တို့အားအမှတ်တရလက်ဆောင်ပြရခဲ့ကြောင်းသိရပါသည်2025လုံဘဟုဝင်ရောကဘာမှာမြန်မာနိုင်ငံကြုံတွေ့လည်ရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသက်ဆွေးနွေးပြီးတက်ရောက်ခဲ့ကြတဲ့ ဂျပန်နိုင်ငံ၊ထိုင်းနိုင်ငံနဲ့အီတလီနိုင်ငံတို့မှပထဝီစီးပွားရေးနဲ့ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနဲ့လေးလာတုံသက်သူများဟာဒီကနေ့မှရန်ကုန်မြို့မှာသက်ဆိုင်ရာနိုင်ငံများသို့လေကြောင်းခီဖြင့်ပြန်လည်ထွက်ခွာကြပါသည်။ အဆိုပါဖွဲ့မှအိန္ဒိယနိုင်ငံနဲ့နီပေါနိုင်ငံတို့မှပထဝီစီဝိုင်းနဲ့ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များဟာဒီကနေ့ညနေပိုင်းမှာရွှေဒဂုံစီတော်မြကြီးသူတို့ရောက်ဖူးမြော်ကြပြီးမလ24ရက်နေ့မှာရန်ကုန်မြို့မှာပြန်လည်ထွက်ခွာကြမှာဖြစ်ကြောင်းသိရပါရရှင်။